လူမှုဂရုဏာလုပ်ငန်းတွေကိုပူးပေါင်းလှုပ်ဆောင်မှုအတွက်ပြည်တွင်းကအဖွဲ့အစည်းတွေနဲ့လူပုဂ္ဂိုလ်တွေကိုမြန်မာနိုင်ငံချက်ချင်းဒီအသင်းကဖိတ်ခေါ်လိုက်ပါတယ်။ဥပိုင်စိုးကပြောပြထားပါတယ်ခင်ဗျ။မြန်မာနိုင်ငံချက်ချင်းဒီအသင်းဟာတခြားဆက်ဆက်အဖွဲ့အစည်းတွေနဲ့လုပ်ငန်းအတူလုပ်ကိုင်မှု ပထမဆုံးအနေနဲ့ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ဒါဟာချက်ချင်းဒီအသင်းဥပဒေအရဖြစ်ပြီးဘ ਹੁ ကော်မတီမှလည်းအဖွဲ့အစည်းကိုယ်စားလှယ်တွေပါဝင်လာမှာပါ။ ိုအရင်ဖွဲ့စည်းပုံရဆိုလို့ရှိရင်တော့များသောအားဖြင့်အစိုးရဝန်ထမ်းတွေကိုအခြေပြုပြီးတော့ဖွဲ့ထားတာလေ2015ခုနှစ်ဥပဒေအရဆိုရင်တော့လူမှုအဖွဲ့အစည်းတွေကိုပဲအခြေခံပြီးဖွဲ့တဲ့အဖွဲ့အစည်းအနေနဲ့ဖြစ်လာအောင်ကြီးရွယ်ပြီးတော့ဥပဒေရလည်းပြဋ္ဌာန်းပေးထားပါတယ်ပြည်သူလူထုအတွက်မှာလူမှုကုနာလုပ်ငန်းကိုလုပ်နေကြတဲ့ပုံကိုယ်တွေအစင်းဖွဲ့တွေဟာမြန်မာနိုင်ငံတက်ချီနေတဲ့ အာယူမှန်းချက်ချင်းလဲတူတယ်အလုံးဆောင်နေတဲ့လုပ်ငန်းတွေအနေနဲ့ကလည်းတူညီတယ်ဆိုလို့ရှိရင်ပူပေါင်းဆောင်ရွက်ခြင်းအပြင်ပုံမှန်ထိရောက်တဲ့လူမှုပြည်နာ လုပ်ငန်းလုပ်နိုင်အောင်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ထည့်လာမှာပါဒီနေ့အထိအဖွဲ့24ဖွဲ့ကအစိုးပြုထားကြတယ်လို့လည်းသူကပြောပါတယ်ကြက်ချင်းဒီအသေးအနေနဲ့ရခိုင်ကချင်းရှမ်းပြည်နယ်နဲ့ပြီးကြတဲ့နှစ်ကရေဘေးသင်းဒေသတွေမှာလက်ရှိအချိန်အထိ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နေပါတယ်။မြို့နယ်ဆရာဝန်ကြီးဒီလော်လော်ဆရာတော်သူကဥက္ကဋ္ဌကြီးကျက်ဥက္ကဋ္ဌဒါပေမဲ့မြို့နယ်ဆရာဝန်ကြီးကဒီမှာအမြဲတမ်းနေတာမှမဟုတ်ပဲအစိုးရဝန်ထမ်းဖြစ်ရင်သူကပြောင်းသွားမှာပဲနော်မြို့နယ်ပညာရေးမှုပြောင်းသွားမှာပဲမြို့နယ်ရဲမှုပြောင်းသွားမှာပဲအဲ့တော့အဲ့လိုပြောင်းသွားတဲ့အခါကျရင်နောက်အစ်စ်ဝင်လာတဲ့လူနဲ့ပြောင်းသွားတဲ့လူနဲ့တစ်ခါလေဒီကြီးဈားထဲမှာအဲဒီဒီ ဟာသွားတဲ့အကွက်ကလေးတွေရှိတဲ့အခါကျတော့တက်ချေတဲ့လုပ်ငန်းကတော်တော်ခက်ပါတယ်။မြန်မာနိုင်ငံတက်ချေတဲ့အသင်းကို1938ခုနှစ်မှာစဖွဲ့ခဲ့တာဖြစ်ပြီးလက်ရှိမှာရာသပ္ပံအသေးဝင်အသိဉာဏ်ရှိပါတယ်ခင်ဗျာ။ကျွန်တော်ပိုင်ဆိုပါ။